မင်္ဂလာပါရှင်ဆီယမကရွှေမိုးစာတာပေးတဲ့ page ကဆီယမတော်ဆွဆွလိုက်ပါအခုဆီယမကနောက်ထပ်ထပ်ဖွင့်မဲ့တင်တဲ့အကြောင်းလေးကိုပြောပြချင်လို့ပါ ပထမပိုင်းမေလ9ရက်နေ့ကဖွင့်ခဲ့တဲ့တင်တဲ့အမှတ်စဉ်9လေးကတော့အခုဖွင့်လင်းတင်ချနေပြီဖြစ်ပါတယ်အဲ့ဒီတင်တဲ့မှာဆီယမကလူတရာပဲလက်ခံတင်ချပေးနိုင်တာဖြစ်လို့တင်ချဖို့အတွက် ဒါတင်နန်းအပ်လာတဲ့တင်နန်းသားတွေတရားကြော်သွားတဲ့အတွက်နောက်ထပ်တင်နန်းတစ်ခုကိုဆရာမဂျွန်၃ရက်မှာထပ်ဖွင့်ပေးဖို့စီစဉ်ခဲ့ပါတယ်။အခုအဲ့ဒီတင်နန်းမှာလည်းတင်နန်းသားအချို့ရောက်နေကြပါပြီ။အဲ့တော့အခုဂျွန်၃ရက်မှာဖွင့်မဲ့တင်နန်းကိုလည်းအချိန်မီအပ်နိုင်ဖို့ဒါလေးကိုပြောပြချင်တာပါ။ပြီးခဲ့တဲ့တင်နန်းအမှတ်စဉ်၅မှာတော့တင်နန်းအပ်ဖို့နှိုးဆော်တဲ့ရက်ကနေ၁၀ရက်အတွင်းမှာတင်နန်းသားတရားဖြစ်ခဲ့ပါတယ်။ ဒါကြောင့်အခုဒီတင်နန်းမှာလည်းပဲတင်နန်းသားတရားပြည့်ပြီးသွားရင်နောက်ထပ်တင်နန်းကိုစောင့်ဆိုင်နေရမှာ ဖြစ်လို့ဒီတင်နန်းမှာအချိန်မီအပ်နိုင်မို့ဒါလေးကိုပြောပြချင်တာပါဆရာမကအခုဂျုံ3ရက်ဖွင့်တဲ့တင်နန်းပြီးသွားရင်နောက်ထပ်တင်နန်းတစ်ခုကိုတော့ဆရာမစက်တင်ဘာလနောက်ပိုင်းမှာပဲထပ်ပြီးတော့ဖွင့်နိုင်တော့မှာဖြစ်ပါတယ်ဒါကြောင့်ဒီဂျုံ3ရက်တင်နန်းကိုတော့တင်နန်းတက်လို့တင်နန်းသားတွေအချိန်မီတက်ရောက်တင်ကြဖို့ဒါလေးကိုလည်းပဲပြောပြချင်ပါတယ် ဲ့တော့ဆရာမအခုသင်မယ်တရိစ္ဆကဇာတာအဟောပညာသင်တန်းကဘေရင်ကို မေးမမိတတ်ပါတယ်ဘေရင်ပညာနဲ့ပတ်သက်ပြီးဘာမှမသိပါဘူးဆိုတဲ့သူတွေပါ အခြေခံကနေစပြီးတော့သင်ကြားပေးမှဖြတ်လို့လွယ်လွယ်ကူကူသင်ယူတတ်မြောက်နိုင်တဲ့သင်တန်းချက်ပါတယ်เนาะဒါကြောင့်ဒီသင်တန်းလေးကအခြေခံလုံးဝမရှိတဲ့သူတွေလည်းသင်ယူနိုင်တဲ့သင်တန်းချက်ပါတယ်အဲ့တော့သင်တန်းကို ဂျွန်း၃ရက်မှာစတင်မယ်ဒါနံပါတ်6เนาะအပတ်စဉ်6သင်တန်းလေးဖြစ်ပါတယ်အဲ့တော့တင်နန်းကာလာဟာဆရာမနှစ်လတတ်မှတ်ထားပါတယ်အဲ့တော့တင်နန်းမှာအင်္ဂါနေ့ရယ်ကြာတာပရိနေ့ရယ်စနေနေ့ရယ်ဒီမှာတင်နန်းဖိုင်လေးကိုเนาะဗီဒီယိုဖိုင်လေးကိုဆရာမဒီ group တဲကနေပို့ပေးมาဖြစ်တယ်အဲ့ဒီမှာကြည့်ရှုပြီးသင်ယူကြရမှာဖြစ်တယ်ပြီးရင်တော့နှစ်ပတ် တစ်ချိန်မှာဆီယမားကဇွန်မီတင်မှာတင်လန်းသားတွေအားလုံးနဲ့နွေ့နွေ့ထွေ့ထွေ့တွေ့ဆုံပြီးတော့စာဆွေးနွေးကြမယ်မသိတာတွေမေးကြမယ်ဆီယမားကပြန်ပြီးရှင်းပြမယ်အဲ့ဒီလိုပုံစံစနစ်နဲ့သွားမှာဖြစ်ပါတယ်ဒါကြောင့်တင်လန်းသားတွေဘက်ကဘာလိုအပ်လဲဆိုတော့ Telegram group တဲ့ကိုဝင်နိုင်မှုအတွက်ကိုစီကိုစီတင်နန်းသားတွေမှာ Telegram account တစ်ခုစီရှင်းနေရမှာဖြစ်တယ်။နောက်ပြီးတော့မိမိရဲ့ဖုန်းဒါမှမဟုတ်ရင်ကွန်ပျူတာမှာဒါ Zoom app တစ်ခုကိုလည်းပဲ ြိုတင်ပြင်ဆင်ထားပြီးသားဖြစ်နေဖို့လည်းလိုပါတယ်နော်အဲ့တော့တင်နှန်းချေဘလောက်လဲဆိုရင်ဆရာမကဒီတင်နှန်းကိုတင်ထောက်ကိုစောင့်အုပ်တွေနဲ့တွဲပြီးတင်ကြားပေးသွားမှာဖြစ်တယ်အဲ့ဒီတင်ထောက်ကိုစောင့်အုပ်တွေအပါဝင်တင်နှန်းချေအလုံး၉တောင်းသတ်မှတ်ထားပါရဲ့နော်အဲ့တော့တင်နှန်းအပ်မယ်ဆိုရင်တော့ဆရာမရဲ့ရွှေမိုးဇာတာဘေးတင် page messenger မှာလာအပ်လို့ရတယ်ဆရာမရဲ့နော်ဖော်ပြထားတဲ့ Fiverr နံပါတ်မှာလည်းပဲဝင်ရောက်ပြီးတော့လာအပ်လို့ရပါတယ်အဲ့တော့တင်နန်းအပ်မယ်ဆိုရင်တော့ဆရာမကတော့ဒီလိုလေးပြောခြင်းလေကြိုတင်ပြီးအပ်ထားစေခြင်းလေကြိုတင်အပ်ထားစေခြင်းတော့အချက်နှစ်ချက်ပါနော်ရှေ့ကတင်တန်းလိုပဲလူတရာပြေသွားရင်နောက်တင်တန်းကိုစောင့်နေရမှာဆိုရရဲ့နောက်တစ်ခုကတင်တန်းဖွင့်တဲ့ရက်မှာတင်ထပ်ကိုစာအုပ်ဒီကိုယ့်လက်ထဲမှာရောက်ရှိနေပြီးတော့တင်ယူရတာမျိုး ဖြစ်ဖို့အတွက်တင်ထပ်ကိုစာအုပ်ဒီပို့ဖို့အချိန်ကိုပါငဲ့ပြီး ြိုပြီးတော့အဆင်ချင်တာဖြစ်ပါတယ်เนาะဒါကြောင့်အခုလာမယ့်ဂျွန်အ3ရက်မှာဖွင့်လှစ်မယ်တွိဆက်ကဇာတာအဟောပညာသင်တန်းကိုတက်ရောက်ကြဖို့အတွက်စင်တာရှိတဲ့သင်တန်းသားတွေအားလုံးသင်တန်းအနိုင်ကြပါပြီဆိုတာလေးကိုဇမားနှိုးဆော်လိုက်ပါတယ်ရောက်ရှိလာမယ့်ဂျွန်လ3ရက်နေ့မှာတက်ရောက်လာမဲ့သင်တန်းသားတွေအားလုံးကိုဆရာမကကြိုဆိုနေပါတယ်လို့ပြောပြစေ